ဒီနေ့တော့ခိုင်ချူကဒီတီထွင်လေ့လာမှုတွေနဲ့ပတ်သက်တဲ့ပေါ့နော်ဘ ഹു ဒတရကြရအကြောင်းအရာလေးပြောပြပေးမယ်။တံမြန်မာပို့ဆယ်မှာဖတ်ထားတာ။အဲ့တော့ဒီနိုင်ငံတကာမှာတီထွင်လေ့လာမှုတွေကအများကြီးပဲ။ဒါပေမဲ့ဒီတစ်ခေါက်ဒီတီထွင်နဲ့လေ့လာတာကြတော့ပောက်ကရတွေပောက်ကရတွေကိုဒီတီထွင်ပြီးတော့လေ့လာနေတဲ့အဖွဲ့တွေလည်းသူကနေသူရှိရဲ့။ဒါပေမဲ့အဲ့အရာတွေကိုချီးမြှင့်နေပေါ့နော် IG Nova စုပေးဝဲခန်းသားလည်းရှိတယ်။ဟုတ်လား။သူတို့ဒီလိုပောက်တော့ကရတီထွင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်အတိမတ်ပြုတဲ့ခန်းသားတွေလည်းရှိတယ်။ပြီးတော့အဲ့လိုမျိုးဒီခန်းသားစုပေးဝဲကိုကျင်းပခဲ့တာဆိုလို့ရှိရင်တဲ့2015ခုနှစ်မှာဆိုရင်25နှစ် ှစ်တိုင်ခဲ့ပြီတဲ့အဲ့တော့ဒီနှစ်မှာလည်းထပ်ပြီးတော့အဲ့လိုဒီစုပွဲပေါ်မှာကျင်းပတယ်ပေါ့နော်ဘာမှကျင်းပရလဲဆိုတော့အခမ်းအနားကို Harvard တက္ကသိုလ်မှာသူကတခမ်းတနားလည်းကျင်းပတယ်ပြီးတော့တကယ် Nobel ဆုရှင်တွေကစအကုန်လုံးတက်ရောက်လာကြပြီပြီးတော့ဒီမှာဆုရှင်မြင့် နှိမ့်မှုတွေလည်းပေါ့နော်ပြုလုပ်ခဲ့လို့ပြောတယ်အဲ့တော့ဒီအခမ်းအနားနဲ့ပတ်သက်ပြီးတော့ဒီအခမ်းအနားမှာဟိုဆုရသွားတဲ့သူတွေဘယ်သူတွေလဲဆိုတာလည်းပြောပြပေးမယ်နော်အဲ့တော့ဆုရသွားတဲ့သူတွေကပထမဆုံးတယောက်ကဒီတင်ချာနဲ့ပတ်သက်ပြီးတော့ဆုရတာသူကဘာကိုတွက်ချက်ခဲ့ရလဲဆိုတော့ဟိုးအရင်ခေတ်တုန်းကပေါ့နော်ဒီမော်ရိုကိုအေဂရစ်သွေးစားတဲ့သူတွေမော်လီ ်အစ်မေးလို့ခေါ်တဲ့လူတဦးရှိရပေါ့နော်သူဟာဆိုလို့ရှိရင်1698ခုနှစ်ကနေ1928ခုနှစ်ထိကိုအနှစ်30အတွင်းမှာသူကကလေး888ဦးရဖခင်တဲ့ အဲ့တော့ तू ဘလောက်ဘလို့များဒီကလေးတွေကိုရယူခဲ့လဲပေါ့နော်အဲ့ဒါကိုလေ့လာတာသူတို့ကသင်္ချာပညာနဲ့လေ့လာတာဘလို့ဖဲပုံတွက်ချက်ပြီးတော့သူတို့ဒီကလေးယူခဲ့လဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သင်္ချာနည်းနဲ့တွက်ချက်ပြီးတော့ပေါ်ပြနိုင်ခဲ့တဲ့ဩစတြေးလျနိုင်ငံ Vienna တက္ကသိုလ်ကပညာရှင်နှစ်ဦးကသင်္ချာဆိုင်ရာ Nobel ဆုကိုရသွားတယ်ဒီခုနပြောတဲ့အခမ်းအနားမှာချီးမြှင့်ခဲ့တယ်တဲ့ဒါကတစ်ယောက်နောက်တစ်ယောက်ကကြတော့ဒါဇီဝကံမဗီရာနဲ့ပတ်သက်ပြီးတော့ဆုရတာတော့ဘာလဲဆိုတော့အင်းဆက်ပုံမွားတွေအကြိုက်ခံရတဲ့အခါကျရင်ပေါ့နော်လူတွေကနာကျင်ကြတယ်အဲ့လို နာကျင်တဲ့အခါမှာဘယ်နေရာအစိုက်ပိုင်းကိုကိုက်ရင်ပို့ပြီးတော့နာမလဲပေါ့အဲ့ဒါကိုစမ်းသက်တာသူကိုယ်တိုင်အကိုက်ခံပြီးတော့စမ်းသက်ရတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းစုရတယ်ပေါ်ပြတဲ့အညွန်ကိန်းကိုလည်းတီထွင်ခဲ့တယ်တဲ့ American ဒီဒီ soft Southwest Siwa Bia ပေါ့နော်ဒီ institute ကနေပြီးတော့ဒီ Justice Schmidt ရဲ့နောက်ပြီးတော့သူကကြတော့အဓိကဘာလို့သူကအကိုက်ခံတာလဲဆိုတော့ပြားတုတ်တာ တုခနာကိုသူပြတုတ်ခံတယ်ပြတုတ်ခံတဲ့ကိုရိုင်းခံကြည့်ပြီးတော့ဘယ်နေရာအတုတ်ခံပုံနာလဲဆိုတာသူဆုံးဖြတ်လိုက်တာပေါ့နော်ခွဲကြပြတာပါတဲ့အဲ့တော့ဘယ်နေရာတွေကပုံနာလဲဆိုတော့နာကျင်မှုအ ਨੇ ဆုံးနေရာတွေကကြတော့ဥကောင်းခွန်ရဲ့ပြီးတော့ခြေခလဲထိတ်ကဲလက်မောက်အထက်ပိုင်းနေရာနာကျင်မှုနည်းတယ် ာကျင်မှုအများဆုံးနေရာကြတော့နှာသီးဖျားရေအထက်နှခမ်းရေဒါပြီးတော့အဲ့လိုနေရာမျိုးတွေပေါ့နော်နှာကျင်မှုများတယ်တဲ့အဲ့တော့ဒါသူသိချောပေါ့နော်ဟိုဆက်တက်ပြီးတော့သူကအကြိုက်ခံပြီးတော့လေးလာထားတာသူကလည်းစုရသွားတယ်ဒါတူနောက်တူကကြတော့ဓာရုပေတာနီးရသဘောတိထွန်းတာလဲဆိုတော့အဲဟိုကြက်ကြက်ဥတွေဘာတွေကိုပြုတ်လိုက်တယ်ပေါ့ချက်လိုက်တယ်ပေါ့နော်အဲ့လိုချက်လိုက်တဲ့အခါမှာလုံးဝကြက်သွားတယ်ကြက်ဥကိုမကြက်တကြက်ဖြစ်အောင်ပြန်ပြီးတော့လှုပ်တဲ့နီးလဲအဲ့ဒါကိုပြန်တိထွန်းတယ်တဲ့အဲ့တော့သူကလည်းဒါစုရခဲ့တယ်တိထွန်းခဲ့တဲ့သူကအနောက်ဩစတြေးလျတက်က သူကပညာရှင်အဖွဲ့အဲ့ဒီအဖွဲ့ကနေပြီးတော့ဒီနီလန်းကြောင့်စုရသွားတယ်။နောက်တစ်ဖွဲ့ကကြတော့ယောဂရှာဖွေအဲဆေးပညာပေါ့နော်ဆေးပညာရတဲ့ပတ်သက်ပြီးစုရတာ။တော့ဗာလိတာလဲဆိုတော့အခုကားလမ်းနေမှာဆိုရင်ဟိုကားရဲ့အရင်မြ мян မြ мян မောင်းလို့မရအောင်အချိန်နှေးအောင်လုပ်တဲ့တုံးတွေရှိတယ်။အဲ့ဒီတုံးတွေပေါ့လူတွေကဟိုအဲ့လိုကားတွေဖြတ်ကျော်တဲ့အခါကြလို့ရှိရင်တချို့လူတွေကပြောကြတယ်ပေါ့နော်။ဗာလဲဆိုတော့ဦးအတက်ပေါက်နိုင်ရင် အဲရှိရှိမရှိပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သိကျင်ကြရတယ်ဘာလို့ဆိုအတုံးနဲ့အများကြီးဖြတ်တဲ့ခါကျရင်အရန်ကိုမြန်မယ်ကားပေါင်းတာမြန်တဲ့ခါကျရင်ခုန်နေအရန်အဲ့ဒီခါကျရင်လူတွေဘာဖြစ်နိုင်လဲပေါ့လေ့လာတဲ့အခါမှာဆိုရင်အချိန်ထိန်းတဲ့ဒီတုံးနဲ့အများကြီးရှိတဲ့မြို့ငယ်တစ်ခုမှာတဲ့လူနာတရတအူကိုသူတို့လေ့လာတာတဲ့ အဲ့ဒီခါမှာအချိန်ထိန်းနှုန်းအပေါ်မှာကားဖြတ်သွားတဲ့အခါမှာဘိုက်အောင်နေလို့ပြောကြတဲ့လူ34ဦးမှာ33ဦးကဥအတက်ပေါက်တဲ့ပြဿနာတွေရှိနေတယ်အဲ့တော့ဥအတက်ပေါက်တာဖြစ်နိုင်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့နာကျင်မှုမခံစားရတဲ့လူနာကတော့ဒါဥအတက်ပေါက်နိုင်ကြတော့မရှိဘူးတကယ်လို့ကိုယ်အနေနဲ့အဲ့လိုမျိုးဒီတုံးနေဖြတ်ကြတဲ့အခါမှာဘိုက်ကအောင်နာမျိုးအဲ့လိုခံစားရပြီဆိုတော့တတိထာနော်ဥအတက်ပေါက်နိုင်ခြင်းရှိရတဲ့ slow down တွေဖြည်းဖြည်းပြရမယ်နော်ဟုတ်တယ် slow down ကလည်းအရင်မျက်နှာမကောင်းဘူးဟုတ်ဆိုလူတွေအဲ့ဒီရရှိတယ်ဒါကတို့ဒါစိတ်ပညာနဲ့ပတ်သက်ပြီးလေ့လာတာစုရတယ်နောက်တစ်ခုကကြတော့ dinosaur တွေနဲ့ပတ်သက်ပြီးတော့ဆုရတာဘာလို့ဆိုတော့ဒိုင်နိုဆောတွေကိုလေ့လာတဲ့အခါမှာတတော်များများသိပ္ပံပညာရှင်တွေကသူတို့ရဲ့ရုပ်ကြွင်းတွေကိုပဲလေ့လာကြတယ်။သူကလေ့လာတာဘာလေ့လာလဲဆိုတော့လမ်းလျှောက်တဲ့တွင်ပြင်ကိုလေ့လာတာ။ဘယ်လိုလေ့လာလဲဆိုတော့ဒိုင်နိုဆောတွေလမ်းလျှောက်တဲ့အခါကျရင်ဘယ်လိုလျှောက်ရလဲဘယ်လိုပုံစံနဲ့လျှောက်ကြလဲသိကျင်တဲ့အခါမှာဒိုင်နိုဆောပုံစံအတိုင်းဖြစ်အောင်သူကဟိုကြက်တတဝါပေါ့နော်ကြက်ကလေးမှသူကဒိုင်နိုဆောအမီးရအရှည်ကြီးတွေအဲ့ဒီအမီးနေရာမှာသူကဘာလို့လိုက်လဲဆိုတော့နောက်ပိုင်းမှာဆုတ်ခွက်နဲ့အလေးချောင်းတက်လိုက်ပြီးတော့အဲ့ဒီကြက်ကလေးကိုဒိုင်နိုဆောရဲ့ဖွဲ့စည်းပုံနဲ့တူအောင်သူဖန်တီးပြီးတော့လေ့လာတယ် လမ်းလျှောက်ခိုင်းတယ်အဲ့ဒီခါမှာကြက်ကလေးရဲ့လမ်းလျှောက်မှုပုံစံကသူ့နှခုလျှောက်တဲ့ပုံစံနဲ့မတူတော့ဘူးလေ။အဲ့ဆိုသူဟဲ့ချက်ထိရပြီ။နောက်မှနောက်မှပါတဲ့ပစ္စည်းတွေတော့သူခင်ဗျာလေးရလဲလေးတော့အဲ့တော့အဲ့ခါကျတော့စွဲငင်ရဗဟိုချက်ပြောင်းလဲသွားပြီးတော့အမီးရဲ့အလေးချိန်ကိုတန်ပြန်ဗတ်မြဖို့အတွက်တဲ့ဒီကြက်ကလေးကလေဘင်းကိုပို့ပြီးတော့ဆန့်ထုတ်ရတယ်။ပြီးလို့ရှိရင်အဲ့လိုပုံဆက်ပြီးတော့သူလျှောက်တယ်လို့လည်းပြောတယ်တဲ့။အဲ့တော့သူလေးလဲလေးနေမှာပေါ့လျှောက်တဲ့ပုံစံလည်းပြောင်းသွားတယ်။ဒိုင်နိုဆောရဲ့ဒါလမ်းလျှောက်မှုပုံစံကိုလေ့လာတဲ့အတွက်ကြောင့်လည်းသူလည်းစုရတယ်။အဲနောက်တစ်ခုကကျတော့စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးစုရတာ တော့ဘာလဲဆိုငငယ်တုန်းကအာဘောနော်ဒီခလေးဘွားတုန်းကကြောက်လန့်ပွဲရတယ်နောက်ဘေးရနေရမျိုးတွေပေါ့ငလျင်တို့မီးတောင်တို့တောမီတို့အဲ့ဒါတွေနဲ့ကြုံခဲ့ရတဲ့လူတွေအားဆိုလို့ရှင်ဟိုအသက်ကြီးလာတဲ့အခါမှာသူတို့စီးပွားရေးပညာရှင်တွေဖြစ်လာတဲ့အခါကျရင်သူတို့ကဘာလုပ်လဲဆိုတော့စွန့်စားရတဲ့လုပ်ငန်းတွေမှာပို့ပြီးတော့ဝါသနာပါတယ်ပို့ပြီးတော့နှိမ့်ချကြရဲ့ငငယ်တွေကဒီစွန့်စားခဲ့ရလို့ပေါ့နော်အဲ့တော့သူတို့သူတို့လည်းစုရသွားတယ်စင်ကာပူစီမံခန့်ခွဲရေးတက္ကသိုလ်ကပညာရှင်တွေပေါ့နော်စုရသွားပါတယ်အဲ့တော့ဟိုသူတို့ရဲ့လေ့လာရတာရောအစမ်းနေကြီးပဲဒါပေမဲ့ဟိုရေ ရတဲ့ဟာတာလေးလည်းပါတယ်အဲ့တော့သူတို့ကလည်း Nobel ဆုတွေပေးတယ်အဲ့တော့လေးလာမှုဆိုတာလေကောင်းပါရဲ့လေးလာတာတော့တီချွန်မှုတွေအများကြီးတိုးလာတာပေါ့ဟုတ်တယ်ဘလောက်ပဲဟိုရည်စရာပေါ့နော်ဟာတာလေးတွေကိုလေးလာလေးလာသူတို့လေးလာတကယ်တော့အရန်ခတ်တာပဲလေဘယ်လုံးနိုင်မှာမလဲနော်တော်ရုံလူတွေဆိုတော့ဒါကြောင့်မလို့လည်းဆုပေးတာနေမှာဟုတ်တယ်နောက်မှန်လည်းမှန်ကန်တယ်ပြီးတော့ ကဲအကြောင်းအရာလုံးဆုံးပါတယ်เนาะအင်ဂျီကြောင့်ပြောပြီးနှုတ်ဆက်လိုက်တော့မယ်เนาะဒီကနေ့ခေတ်သစ်ပြုံမေးအစီအစဉ်မှာဝတ်ဆင်နိုင်အင်ဂျီတွေကတော့စမ်းကြောင်းမြို့နယ်ရှင်စောပူလန်မှာဖွင့်လှစ်ထားတဲ့ CC Fashion ကနေပြီးအကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ပရိသတ်တွေအားလုံးအတွက်ခေတ်သစ်ပြုံမေးအစီအစဉ်ကနေဘုသူတာတွေအများကြီးများပြီးဖြစ်တဲ့အတွက်ဒီကနေ့ခေတ်သစ်ပြုံမေးအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရစေဟုတ်ပါဘူး